အဲ့ဒီသူပေးလိုက်တဲ့ secret ကလေပထမတစ်ချောင်းမှနေလဲသေးသွားနိုင်တယ်။သူနဲ့အဲ့လိုကဇန်ဝီလီနဲ့ယူရဖြူရတိပင်းအောင်ပါတယ်ထိုင်နေပြီးရတဲ့အာချီဟာလေချီကိုလက်ထက်ကြရ။ဆိုတဲ့စကားမှလေအဲ့မှကြည့်ပြီးပါအကုန်လုံးကပွဲရဖြစ်ကဟာ ဲအဲ့လိုငါတို့မှအဲ့ပထမတချောင်းမှနေမရိုက်နိုင်ဘူးလို့အဲ့စကားလုံးဝမပြောနိုင်ဘူးမပြောခဲ့ဘူးနောက်ဆုံးတည်းပြောဒါပေမဲ့စဉ်းစားထားတဲ့ story line ကတော့တက်တက်ရဲရဲလေးနဲ့စဉ်းစားထားဒါပေမဲ့ရိုက်ဖြစ်သွားတော့ဖြစ်တယ်လို့ဖြစ်သွားတာ တချင်းလေးကဒီဝင်းလေးမှာချက်တဲ့ချင်းလေးတတိရိုးရပေးပါဗောနော်ပိုကြီးပြတ်တရေးပေးထားတဲ့ချင်းလေးဒီချင်းလေးကတော့ဟိုဟာပြိုင်ပွဲမပြိုင်ခင်တည်းကသူရေးပေးထားကြပြီအာဒီပြိုင်ပွဲချောင်းနောက်ဆုတ်ထားရင်လည်းကိုပြန်ထွက်မယ်ဆိုတော့ဘယ်ချိန်ထွက်ရမလဲစဉ်းစားရပါဗောနော်စဉ်းစားရတဲ့ချိန်မှာဒီဩမွေးနေ့လည်းနှီးပြီဆိုတော့မွေးနေ့မှာအမှတ်တရလေးဖြစ်အောင်ထွက်မယ်ဆိုပြီးတော့ထွက်ဖြစ်သွားဖြစ်ပါတယ်ပြီးတော့ဆလာချင်းကကိုယ့်ကို lyrics video ပဲထွက်ဖို့စဉ်းစားတာဒါပေမဲ့အဲ့ဒါကိုဟာကိုထူအောင်လို့ UG entertainment ကလည်းအရင်ကဒီ ယူဂျီနဲ့ကကြတော့မပိုးမီရီလို့နဲ့ငလင်တစ်ချင်းစအထွက်တွေကစပြီးရင်းနေတာအဲသူတို့နဲ့ရင်းနေတော့သူတို့ကလည်းအများကြီးကူညီပေးရယ်ဆိုတော့အာနဲ့ကိုကြီးတို့ကရိုက်ပေးရတယ်ရိုက်ဖြစ်သွားပါတော့ဆက်လည်းရိုက်မယ်ဆိုတော့အိုကေကော့ကိုတယောက်တည်းအဆိုးကတ်တယ်ရိုက်မယ်လား ီမလေးရမလုပ်ပါနဲ့ဆိုကက်ဆိုရင်ဘယ်သူမှစိတ်ဝင်စားကြည့်မှာမဟုတ်ဘူးတဲ့အဲ့ဒါနဲ့အဲ့လိုမျိုးပေါ့အဲ့လိုအတွဲလေးပဲပြောလို့ story line လေးနဲ့ရိုက်မယ်ဆိုတော့ဘယ်သူနဲ့ရိုက်ရမယ်စဉ်းစားမင်းသားရင်နဲ့ကြာအဲ့လိုတချို့ယောက်ျားလေးနဲ့ကြာလို့မတွဲရိုက်ချင်ဘူးတော့နည်းအနီခတ်လို့ပေါ့နော်အဲ့ဒါနဲ့ဇန်ဝင်လေးခေါင်းထဲမှာပေါ်လာဇန်ဝင်ဒီတယောက်ပဲရှိရဲဆိုတော့အဲ့ဒါနဲ့အော်သူနဲ့ရိုက်မယ်ပေါ့သူနဲ့ရဲပြီးရင် JK Sophia Sophia ရဲ့၃ယောက်လို့တကယ်ချင်း၃ယောက်ဆို၃ယောက်ကအသက်လဲတူဆိုတော့တကယ်ချင်းနေနဲ့ဖြစ်တော့အော်အဲ့ဆိုရင်တော့အဆင်ပြေမှာပါဆိုပြီးတော့လဲ အဲ့လိုတွေးပြီးရိုက်ခဲ့ပေမဲ့ရိုက်ခွေးမှာတော့တော်တော်တိုင်ပတ်ပါတယ်အဲ့လိုဘယ်လိုပြောရမလဲနှစ်ယောက်အဲ့လိုအတွဲတွေအဲ့လိုရိုက်ကြရကြတော့လေကျောင်းနေကျောင်းမျက်နှာကိုမမြင်ချင်တာအဲ့လိုတွေကိုဖြစ်ခဲ့တဲ့အမတ်တရားအများကြီးရှိတဲ့တခြင်းလေးဖြစ်ပါတယ်ဒါတခြင်းလေးကတော့အခုထွက်လာတော့အကောင်းဆုံးကိုမျောလင်းထားသလိုကောင်းကောင်းမွန်မွန်လေးထွက်လာတဲ့ကြောင့်မို့အာအများကြီးကျေးဇူးတင်ပါတယ်ဘူပါ UG ရာကောပင်ရိုက်ပြရကိုရန်ကီရောပင်ငွေချင်းနှစ်ယောက်ကောကိုပြတ်တာရောပင် ကျေးဇူးတင်ကြပါသေးရှိသေးတယ်။အော်ပြီးတော့ office sponsor ပေးရဲ့ဒီအခုဆိုလဲဒီနေ့မွေးနေ့ဆိုလဲဒီ Eldoria ဆိုတဲ့ဒီ office ကဒီအမကပဲချုပ်ပေးထားတာပေါ့နော် MV တုံးကလည်းသူပဲ sponsor ပေးတယ်။ make up လည်းပြမေးရဲ့မတ်တင်တင်အဲ့လိုမျိုးပေါ့ကျေးဇူးတင်ကြရမယ့်သူတွေကအများကြီးပေါ့နော်အဲ့လိုမျိုးပေါ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်။အဓိကတော့ကိုကြီးဖြစ်တာပေါ့။ဒီရှင်းလေးကိုယုံကြည်နေတဲ့သူကအဲ့လိုမျိုးအဲပေးရတဲ့အတွက်ကြောင့်မလဲအများကြီးကျေးဇူးအများကြီးတင်ပါတယ်ကိုကြီး။ MV ရာဇက်ကကြတော့အဓိကအဲ့ကိုရန်ကြီးပဲ driver ကိုပဲ तू ကစလာရင် तू ပေးလိုက်တဲ့ secret ကလေပထမတစ်ချောင်းမှနေလဲသေးသွားနိုင်တယ်။ तू နဲ့အဲ့လိုကဇန်ဝီလီနဲ့ရွေးရွှေရတစ်ပင်အောင်ပါတယ်ထိုင်နေပြီးရတဲ့အာချီဟာလေချီကိုလက်ထက်ကြရဆိုတဲ့စကားမှလေအဲ့မှကြည့်ပြီးပါအကုန်လုံးကပွဲရဖြစ်ကဟာ ဟဲ့အဲ့လိုငါတို့ကအဲ့ပထမတချောင်းမှနေမရိုက်နိုင်ဘူးလို့အဲ့စကားလုံးဝမပြောနိုင်ဘူးမပြောခဲ့ဘူးနောက်ဆုံးတည်းပြောဒါမဲ့စဉ်းစားထားတဲ့ story line ကတော့တတရရဲ့လေးနဲ့စဉ်းစားထားဒါမဲ့ရိုက်ဖြစ်သွားတော့ဖြစ်တယ်လို့ဖြစ်သွားတာအဲ့လိုမျိုးတကယ်မှမပါလဲအဲ့လို secret ကတိုင်းတစ်ခုမှမပါလဲဒါပေမဲ့အဲ့လိုနေရလိုမျိုးတွေ့ရအခန်းလေးပဲရိုက်မြော်တယ်တကယ် secret ဆိုရင်တော့တတရရဲ့လေးထွက်လာမှာပေါ့နော်လုံးဝရုပ်ရှင်ဆန်ဆန်လေးဒါမဲ့လည်း ထပ်နာမည်လည်းထပ်လာပါလေဇိုးပါဘူးဟာရင်းလောက်မှန်းတာဒူးလောက်တော့ကြပါရဲ့အဲ့အဲ့လိုလေမသိဘူးအဲ့လိုချီအဲ့ဒီကတကားဘာမစင်းတာဘာလို့မေကမေကမတက်ရဟုတ်ပါတမီက FA တယောက်ဆိုတော့လေအဲ့လိုမျိုးတကယ်တကယ်ကိုနားမလည်ရမသိသေးရပါမုသိမီဆိုပြောရမလဲအဲ့တချင်းအော်အဲ့တချင်းဆိုရဲအတွင်းကတော့အဲ့အဲ့လေအဲ့ character တွေကိုဝင်ပြီးရဆိုရတာပေါ့နော်ပြမကတော့အဲ့လိုမျိုးဆိုရင်တော့မကောင်းပါဘူးနော်မလောက်မလောက်ပါနဲ့မကောင်းပါဘူးမကောင်းပါဘူး အာတော်တော်များများကြိုက်ကြတယ်ပေါ့နော်အားပေးကြတယ်ပြီးတော့ဒီအနုပညာတိုင်းဝမ်းရအကိုအမတွေအများကြီးရလဲအာအားပေးကြတယ်တော်ကြောင့်မို့အရမ်းမဲဝမ်းသာပါလေပြောပါလေဟုတ်